အလုံးမဲမင်္ဂလာပါရှင်မြန်ခရီတိုကနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်ပထမအဆုံးသတင်းတဘောအနေနဲ့ Bitcoin Reserve နဲ့ပတ်သက်လို့အိန္ဒိယမှာအတန်ဆားထလာပြီဆိုတဲ့သတင်းနဲ့အတူ Kraken ရဲ့ wallet အတိတ် crack အတိတ်ကဘာတွေထူကြလဲဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်မြန်မာကတော့စီစဉ်တင်ဆက်သူ Kiki ပါ ပထမအဆုံးသတင်းတဘောအနေနဲ့ Bitcoin Reserve နဲ့ပတ်သက်လို့အိန္ဒိယမှာအတန်းစားထွက်လာပြီးဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်။အိန္ဒိယမှာလည်း Bitcoin Reserve ထားဖို့အဆိုပြုတာစမြင်လာရပါပြီ။အိန္ဒိယမှာအာဏာရပါတီဖြစ်တဲ့ BJP ပါတီရဲ့ပြောရေးဆိုခွင့်ရှိသူပရာဒိဘန်ဒါရီဟာအိန္ဒိယမှာ Bitcoin အရန်ငွေတွေထားတဲ့ကြောင်းထုတ်ပြောလာခဲ့ပါပြီ။ဒါပြင်အိန္ဒိယမှာအခွန်ကောက်ကျမ်းပြီးဥပဒေနဲ့တေချာထိန်ချုပ်မှုမရှိတဲ့ခရစ်တိုချင်းကဲမှုပုံစံနဲ့ပတ်သက်ပြီးတော့လေ ရှင်းရှင်းလင်းလင်းရှိသင့်ပြီဖြစ်ကြောင်းဆိုထားပါဗျ။အိန္ဒိယအနေနဲ့အခုချိန်မှာစွမ်းအင်ကဏ္ဍကိုလည်းပြန်အသုံးပြုလို့ရနိုင်တဲ့စွမ်းအင်တွေနဲ့တိုးချဲ့လာနေပြီဖြစ်လို့ဘေးကွန်ပြူဟာကိုအသုံးပြုဖို့အခွင့်အခါတင်နေပြီဖြစ်ကြောင်းဘန်ဒါရီကဆိုထားသလို US မှာဆိုရင် Bitcoin Reserve ၊ဘူတန်မှာဆိုရင်လည်းနိုင်ငံတော်အစင် Bitcoin Mining လုပ်ငန်းတွေလုပ်နေပြီဖြစ်တာကြောင့်ကမ္ဘာဘဏ္ဍာရေးအခင်အကျင်းဟာခရစ်တိုဘက်ကိုလှည့်လာပြီးဖြစ်ကြောင်းထောက်ပြထားပါတယ်။ ဒါကြောင့် Bitcoin reset တွေထားဖို့အစီအစဉ်ဟာပေါက်ကရတွေပြောနေတာမဟုတ်သလို digital asset တွေရဲ့တရားဝင်မှုကိုအတိအမှတ်ပြုနိုင်ဖို့အတွက်ရှေ့တလန်တိုးလိုက်တာဖြစ်ကြောင်းလဲဆိုထားပါဗျ။အိန္ဒိယနိုင်ငံဟာ crypto တွေကို30ရာခိုင်နှုန်းအထိအခွန်ကောက်နေသလို crypto အပအဝင် digital asset တွေနဲ့ပတ်သက်လို့ဥပဒေတွေကတော့ရှင်းရှင်းလင်းလင်းထွက်မလာနိုင်သေးပါဘူး။ ဒါ့အပြင်အိန္ဒိယဟာ G20 2023မှာတော့က IMFD International Monetary Fund နဲ့ပူးပေါင်းပြီး Crypto အလုံးမှုဆောင်အဖွဲ့တစ်ခုကိုဦးဆောင်ခဲ့ပေမဲ့အိန္ဒိယရဲ့ Crypto အရေးတွေဟာအတော်လေးနှေးကွေးနေပြီး Russia, China နဲ့ Brazil လိုနိုင်ငံတွေအပြင် US ဦးဆောင်တဲ့ G20 နိုင်ငံတွေကတော့ Crypto နဲ့ပတ်သက်တဲ့အရေးတွေဇက်တိုက်ဖော်ဆောင်လာနေတာကိုတွေ့ရပါတယ်။ဒါကြောင့်ဘန်ဒါတွေကစပြီးဥဆောင်တိုက်တွန်းလာတဲ့ Bitcoin Reset တွေဟာ အိန္ဒိယမှာတကယ်ဖြစ်လာနိုင်မလားဆိုတာစိတ်ဝင်စားစောင့်ကြည့်ကြရအောင်ပါပါနောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ Kraken ရဲ့ wallet အသစ် Crack အသစ်ကဘာတွေထူကြလဲဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်။ Kraken အချင်းကတော့ development တွေတစ်ခုပြီးတစ်ခုခြားပြလာနေပါတယ်။ Kraken မှာ ink blockchain ကနေ ink token ထုတ်ဖို့ကြေညာလာခဲ့ပြီးနောက်မှာကိုယ်ပိုင် wallet တစ်ခုကိုကြေညာလာပြန်ပါပြီ။ ထူးခြားချက်တစ်ခုကတော့အင်းငယ်ဝေါ်လက်အတေဟာခရီဒိုရီတည်တံ့နာဆက်ပို့ပေးမှာမဟုတ်ပဲငွေသားနဲ့ငွေပေးချေမှုတွေကိုပါဆက်ပို့ပေးထားပါတယ်။အခုချိန်မှာတော့ဝေါ်လက်အတေနာမည်ကတော့ Crad ဖြစ်ပြီးနိုင်ငံပေါင်း130ကျော်မှာခရီဒိုအပြည့်နိုင်ငံသုံးငွေကြေးပေါင်း300ကျော်ကိုအသုံးပြုငွေပေးချေမှုတွေကိုပါဆက်ပို့ပေးထားပါတယ်။ Kraken ရဲ့အဆိုအရတော့ဒီ application ဟာ PayPal နဲ့ Cat App တို့ကိုပါရှင်ပြိုင်နိုင်ဖို့မျှော်မှန်းထားပြီး Crypto ရော နိုင်ငံသုံးငွေကြေးပါ support ပေးမဲ့အတားချက်ကိုအဓိကအသုံးချထားတာမျိုးကိုတွေ့လာရနိုင်ပါတယ်။နောက်ထပ် user တွေအတွက်အသုံးဝင်မဲ့အရာတစ်ခုကတော့ Crab Wallet ထဲမှာ Amazon ရဲ့ USDG stable coin ကို stake ထားပြီးအတိုးတွေယူလို့ရနိုင်အောင်မှာဖြစ်ပါတယ်။ဒါကြောင့် Kraken ဟာ Ink Blockchain Ink Token နဲ့အတူ Crab Application မှာရှိလာပြီး ဂျူစာဘေးကလည်းတောင်းတင်းလာမယ်ဆိုရင် နောက်ပိုင်းကျန်းလာတော့မယ့် platform တွေကတခုဖြစ်လာနိုင်ပါတယ်။ဒါကတော့မြန် crypto ကနောက်ဆုံးရရှိထားတဲ့သတင်းလေးကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။ကောင်းသောနေ့လေးဖြစ်ပါစေရှင်။